မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ14ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိတိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်မောင်တော်မြို့နယ်မှာရှိတဲ့အလဲတန်းကျော်နေကြားဆောင်ရဲတပ်ဖွဲ့စကမ်းကို AA ကသိမ်းပိုက်သွားပြီးတော့နေကြားဆောင်ရဲတပ်ဖွဲ့ဝင်တဲ့မိသားစုဝင်400နီးပါး AA ရဲ့လက်ထဲမှာဖမ်းဆီးခံထားရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မောင်တော်မြို့နယ်မှာရှိတဲ့အလဲတန်းကျောနယ်ကြားဆောင်ရဲတပ်ဖွဲ့စခန်းကိုအေအေကဇွန်လ9ရက်နေ့ဝင်းကျင်ကစတင်ပြီးတော့တိုက်ခိုက်မှုများရှိနေကြောင်းအဲ့ဒီစခန်းကရဲတပ်ဖွဲ့ဝင်များကတပ်ဆိုင်ရာမိသားစုများနဲ့နယ်ကြားဆောင်ရဲတပ်ဖွဲ့ဌာနထံကိုသတင်းပေးပို့ခဲ့ကြတယ်လို့သိရပါဗျ။ဇွန်လ17ရက်နေ့ညပိုင်းကစတင်ပြီးတော့အလဲတန်းကျောစခန်းကတပ်ဖွဲ့ဝင်များနဲ့အဆက်အသွယ်လုံးဝပြတ်တောက်သွားခဲ့ပြီးတော့ဇွန်လ12ရက်နေ့မှာတော့ ဘာအဆက်အသွယ်မှုမှလှုပ်ဆောင်လို့မရတော့ဘူးလို့သိရပါတယ်။ဒါကြောင့်အလဲတန်းကျော်နေကြဆောင်စခန်းတစ်ခုလုံးအေအေရဲ့လက်အောက်ကိုကြောက်ရောက်သွားပြီလို့ဆိုနိုင်ကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့သတင်းအရေးမြစ်ကပြောဆိုထားပါတယ်။ဒါအပြင်အဆက်အသွယ်ပြတ်တောက်နေတဲ့နေကြဆောင်ရဲတပ်ဖွဲ့ဝင်နဲ့မိသားစုဝင်ယာပေါင်းများစွာရှိတဲ့တဲက400နီးပါးဟာအေအေရဲ့လက်အောက်မှာစစ်တုံးမှန်အဖြစ်နဲ့ထိမ့်သိမ်းခံရရတယ်လို့သိရပါတယ်။ စစ်တုံမှန်ဖြစ်နေတဲ့နေသားဆောင်ရဲတပ်ဖွဲ့ဝင်တချို့ကကြံရစ်တဲ့မိသားစုဝင်များကိုအေးအေးရဲပေါ်များရဲ့ခွင့်ပြုချက်နဲ့ဆက်သွယ်အကြောင်းကြားမှုများရှိလာတယ်လို့သိရပါတယ်။နခခ6နခခ9နခခ9စခန်းအပါဝင်နခခစခန်းတွေမှာရှိတဲ့တပ်ဖွဲ့ဝင်တွေနဲ့မိသားစုဝင်400နီးပါးလောက်စစ်တုံမှန်ဖြစ်နေတာရှိပါတယ်။တချို့ပြန်လည်ပြီးတော့ဆက်သွယ်လာတဲ့ ပြန်လည်ဆက်သွယ်သတင်းပို့တာရှိတယ်။နောက်တစ်ခါအဆက်အသွယ်ပြတ်တော့ပျောက်ဆုံးဆိုင်ရဲ့အဖြစ်နဲ့တပ်ဆိုင်ရာရဲဌာနတွေဇီကိုဆိုင်ရင်ပေးထားတာလဲရာချီပြီးတော့ရှိတယ်။ပျောက်ဆုံးတဲ့အဆက်အသွယ်မရတဲ့ရဲတပ်ဖွဲ့ဝင်အရေးအတွက်ကိန်းကနန်းအတိအကျကိုတော့လူကြီးတွေလောက်ပဲသိမယ်လို့ရဲတပ်ဖွဲ့သတင်းအရေးမြစ်ကပြောဆိုထားပါတယ်။အေအေကတော့မောင်တော်မျိုးနယ်မှာရှိတဲ့စစ်ကောင်းစီရဲ့တပ်စခန်းများကိုဆက်လက်တိုက်ခိုက်သိမ်းပိုက်သွားမှာဖြစ်ပြီးတော့နခခလေးမောရဝရီနားကောင်းတို့စခန်းများအပါအဝင်တပ်စခန်းများကိုဆက်လက်တိုက်ခိုက်သိမ်းပိုက်မှာဖြစ်ပြီးစစ်ကောင်းစီတပ်ဖွဲ့ဝင်များအနေနဲ့ စောစည်းစွာလက်နက်ချအမြန့်ခံမှာကအသက်အနည်းငယ်ကင်းဝေးမှာဖြစ်တယ်လို့ဇွန်လ9ရက်နေ့မှာတရားဝင်သတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ချင်းပြည်နယ်မတူပီမြို့သိန်းတိုက်ပွဲကိုချင်းကြီးနောင်တပ်ဖွဲ့များကစတင်တိုက်ခိုက်နေပြီးတော့မတူပီမြို့မှာရဲစခန်းနဲ့ထွေးအုပ်ရုံးတို့ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ချင်းပြည်နယ်မတူပီမြို့မြို့တွင်းစစ်စင်ရေးမှာချင်းကြီးနောင်တပ်ဖွဲ့များအပြင် အေးအေးကလည်းပါဝင်ကူညီမှုများရှိနေပြီးတော့လက်ရှိအချိန်ထိမြို့မရဲစခန်းကိုစတင်တိုက်ပိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ထွေအိုရုံးကိုလည်းဝိုင်းထားပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်များဆုတ်ခွာသွားတယ်လို့သိရပါတယ်။စစ်ကောင်စီဘက်ကလေကြောင်းပစ်ကူများနဲ့ဘုံကျဲခဲ့တဲ့အတွက်မတူပြီးမြို့တွင်းမှာလည်းပြက်စီးမှုများရှိနေကြောင်းတော်လိုင်းရဲ့သတင်းအေးမေကပြောဆိုခဲ့ပါတယ်။ ချင်းညီနောင်အနေနဲ့မြို့သိမ်းတပ်ပွဲကိုဖော်ဆောင်နေခြင်းဖြစ်ပါတယ်စစ်စင်ရေးပြင်ဆင်မှုကိုစတင်ချိန်ကတည်းကစစ်ကောင်စီဘက်ကလက်နက်ကြီးလေကြောင်းတိုက်ခိုက်တာတွေဒရဇက်ပြုတ်လုခဲ့ပြီးတော့လက်ရှိမှာလဲတိုက်ပွဲပြင်းထန်လျက်ရှိပါတယ်တိုက်ပွဲအသေးစိတ်အခြေအနေကိုတော့လိုအပ်တယ်လို့ဆက်လက်ပြီးတော့ထုတ်ပြန်သွားမှာဖြစ်ပါတယ်လို့ချင်းညီနောင်သတင်းမှတ်တမ်းနဲ့ပြန်ကြားရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်ဇွန်လ9ရက်နေ့ကစတင်ပြီးတော့ချင်းညီနောင်တပ်ဖွဲ့များကမတူပီမြို့အတွင်းကိုထိုးဖောက်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီးဇွန်လ13ရက်နေ့မှာတော့ချင်းညီနောင်တပ်ဖွဲ့များအနေနဲ့မတူပီမြို့ဆစ်စင်ရေးဆင်နွှဲနေတယ်လို့သိရပါဗျ။ ချင်းကျင်တောင်စစ်စင်ရေး Operation CB အဖြစ်နဲ့စစ်စင်ရေးဖော်ဆောင်နေခြင်းဖြစ်ပြီးရောအာမေအပါဝင်အခြားသောမဟာမိတ်တပ်ဖွဲ့များနဲ့အတူမတူပီမျိုးအတွင်းမှာရှိတဲ့စစ်ကောင်စီစခန်းများကိုစတင်တိုက်ခိုက်ထိုးစစ်ဆင်နေတယ်လို့သိရပါတယ်။လက်ရှိအချိန်ထိနှစ်ဖက်တိုက်ပွဲများပြင်းထန်နေကြောင်းတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။မတူပီမျိုးသိန်းတိုက်ပွဲလို့ပြောလို့ရပါတယ်စစ်ကောင်စီကလေရင်နဲ့ဘုံကျဲတာတွေတောက်လျှောက်ရှိနေတယ်အေအေလဲပါတယ်တခြားမဟာမိတ်တပ်ဖွဲ့တွေလည်းပါတယ်လို့ချင်းတော်လည်းတပ်ဖွဲ့တခုကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆလာဘီတင်ဆက်ပေးရမယ်။တရင်ကတော့တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်မှာပြူစောထီးများစုဝေးနေတဲ့နေအိမ်ကို PDF တပ်ဖွဲ့ကဝင်းအောင်စီးနေရာတနက်တလက်နဲ့ကားတစ်စီးကိုတင်းစီရရှိခဲ့ပြီးတော့ထွက်ပြေးသွားတဲ့ပြူစောထီးများကိုလိုက်လံတိုက်ခိုက်တဲ့အချိန်မှာငါးဦးကတိတ်ဆုံသွားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ဇွန်လ10ရက်နေ့မွန်းလွဲတနင်္သာရီကအချိန်မှာ လောင်းလုံးမြို့နယ်ကြောင်းနေမော်ရွာမှာပြူစောတိများစုဝေးနေတဲ့နေအိမ်ကကင်းလှရန်ထွက်လာတဲ့ပြူစောတိခေါင်းဆောင်စိုးတန်းဆိုသူနဲ့ပြူစောတိများကိုလောင်းလုံးမြို့နယ်ပကဖရဲဘော်များနဲ့ဒဝဲခရိုင်တိုင်ရဲတဲ့ပြည်သူ့ကာကွယ်ရဲဘော်များကဝိုင်းဝန်းဖမ်းဆီးခဲ့တော့လဲထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့သိရပါတယ်ပြူစောတိများထွက်ပြေးလွတ်မြောက်သွားတဲ့အတွက်ကြောင့်၎င်းတို့စုဝေးနေထိုင်နေတဲ့နေအိမ်ကိုတော်လိုက်တပ်ဖွဲ့များကဝင်းရောက်ရှင်းလင်းရှာဖွေတဲ့အချိန်မှာပြူစောတိခေါင်းဆောင်စိုးတန်းရဲ့ကားတစ်စီးပစ္စတိုတနက်တက်လက်နဲ့ ဖုန်းနှလုံးတို့ကိုတင်စီရမိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ထွက်ပြေးသွားတဲ့ပြူစောတိများကိုအသင့်ဆောင်ဆိုင်နေတဲ့တော်လိုင်းရဲဘော်များကစနိုက်ပါနဲ့ပစ်ခတ်ခဲ့ရာပြူစောတိနှစ်ဦးတိမ်ဆုံးခဲ့တယ်လို့သိရပါတယ်။ဇွန်လ10ရက်နေ့ညနေ3:00နာရီအချိန်ကမှထွက်ပြေးသွားတဲ့ပြူစောတိများဟာစစ်သားတချို့အပါအဝင်ပြူစောတိမိသားစုဝင်များကိုခေါ်ဆောင်ပြီးတော့ကြောက်နေမော်ရွာကနေပြီးတော့ဒဝယ်မြို့ကို ငါဖန်ဆက်လေဒစည်းနဲ့ထွက်ပြေးသွားတဲ့အတွက်ကြောင့်တော်လိုင်းရဲဘော်များကလိုက်လံပစ်ခတ်တိုက်ခဲ့ရာထိတွေ့တိုက်ပွဲနှစ်နာရီခန့်ကြာမြင့်အောင်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာပြူစောတီ၃ဦးကြီးစံထိမှန်ခဲ့ပြီးတော့၃ဦးစလုံးတေဆုံးနိုင်တယ်လို့သိရပါတယ်။အဲ့ဒီငါဖန်ဆက်လေဟာလည်းကြီးစံများစွာထိမှန်ပြီးတော့ပျက်စီးခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးတော့အချမ်းမဲ့စစ်ကောင်စီနဲ့ပြူစောတီများကိုအမြင့်ပြတ်သည့်အထိဆက်လက်ပြီးတော့တိုက်ခိုက်ချိန်မုံသွားမှာဖြစ်ကြောင်းလောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူကပြောကြားထားပါတယ်။ အဲ့ဒီငါးဖက်ဆက်လေးကတော်လိုင်းရေးအစပိုင်းကလေးကသူတို့ရေချောင်းအတွက်အမြဲတမ်းအသုံးပြုနေတဲ့ဆက်လေးပါဆက်လေးလည်းပြက်စီးသွားတယ်စနိုက်ပါထိတယ်နှကောင်ကတော့သေးတယ်ကျန်တဲ့လေပေါ်ကကောင်တွေကတော့အတိမပြုတ်နိုင်သေးဘူးပေးနိုင်တဲ့အလားအလာရှိတယ်လို့တော့ပြောလို့ရတယ်လို့လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့မဟာအောင်မြေမြို့နယ်လမ်း80နဲ့38လမ်းအနီးက ပါဝါမိုဘိုင်းဖုန်းအယောင်းဆိုင်ကိုမနေ့ကမနေ့ပိုင်းမှာစစ်ကောင်စီအုပ်စုကစီးနှင်းကဆိုင်အတွင်းကကြိုက်နှက်တိုက်ရာပစ္စည်းတချို့ကိုလူရက်ယူဆောင်ပြီးတဲ့နောက်ဆိုင်ကိုချိတ်ပိတ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ13ရက်နေ့မနေ့ပိုင်းကမန္တလေးမြို့လမ်း80 38လမ်းနဲ့38လမ်းကြားကပါဝါမိုဘိုင်းဖုန်းဆိုင်ကိုစစ်ကောင်စီအုပ်စုကအချမ်းဘတ်ဝင်ရောက်စီးနှင်းပြီးတော့ဆိုင်ပိုင်ရှင်းတဲ့ဝန်ထမ်းတွေကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဆိုင်မှာရှိတဲ့ပစ္စည်းတွေကိုပါလူရက်ယူဆောင်သွားတယ်လို့ဆိုပါတယ်။ အဲ့ဒီဖုံးဆိုင်ရဲ့ဆိုင်ခွဲတွေပါအကုန်ပိတ်ခံရတာမနေ့ကမနေ့အစောကြီးရဲတွေနဲ့စစ်ကားတွေရောက်လာပြီးတော့ဝန်ထမ်းတွေကိုပါဖမ်းသွားတယ်ဆိုင်ကပစ္စည်းတွေကိုပါယူသွားတာလို့မန္တလေးမြို့ကန်တို့ကပြောပါတယ်စစ်ကောင်စီအုပ်စုကဘာကြောင့်ဖုံးဆိုင်ကိုစီးနှင်းလူရချိတ်ပိတ်တယ်ဆိုတာကိုမသိရပါဘူး PDF တွေကိုထောက်ပံ့နေဆိုပြီးတော့ဆွဆွဲချက်နဲ့စီးနှင်းလူရချိတ်ပိတ်တာလို့လဲသတင်းကြားတယ်လို့ဝန်ထမ်းတွေကိုလစာတိုးပေးတဲ့ကိစ္စကြောင့်အနိုင်ကျင့်ရံပြုတ်ချိတ်ပိတ်တာလို့လဲသတင်းကြားထားကြောင်းမြို့ကန်တွေကပြောပြခဲ့ပါတယ် ဖမ်းသွားတဲ့ပုံစံကလစာတိုးပေးလို့ဘာညာဆိုပြီးသတင်းထွက်နေတာလို့မြို့ကန်တို့ကပြောဆိုခဲ့ပါတယ်။အာနာသိအကြမ်းဖက်စစ်ကောင်စီအုပ်စုဟာမနေ့ကမနက်အစောပိုင်းမှာမန္တလေးမြို့မဟာအောင်မြင်မြို့နယ်38လမ်း85လမ်းနဲ့86လမ်းကြားကပါဝါမိုဘိုင်းဖုန်းဆိုင်ခွဲကိုလည်းစီးနှင်းကဆိုင်မှာရှိတဲ့ပစ္စည်းတွေကိုလူရက်ယူဆောင်သွားတယ်လို့ဆိုပါတယ်။ဘာကြောင့်လဲဆိုတာတော့အသေးစိတ်မသိဘူးမဆိုင်လောက်ဘူးဒါပေမဲ့အကြောင်းပြတာကလစာတိုးတဲ့ကိစ္စအတဲ့မနေ့ကအဲ့ဒီဆိုင်တွေကဝန်ထမ်းတွေကိုရောဖမ်းသွားတယ်တဲ့ပြီးတော့ပစ္စည်းတွေကိုအကုန်ယူသွားတယ်တဲ့ မနက်အစောကြီးမိုးတောင်မလင်းလောက်သေးဘူးလို့မန္တလေးမြို့ကန်တို့ကပြောပါတယ်အကျမ်းဖတ်အာနာသိန်းစစ်ကောင်စီအုပ်စုဟာစစ်အာနာသိန်းမှုနဲ့ဆန့်ကျင်တဲ့ပြည်သူတွေကိုဖမ်းဆီးတာတပ်ဖြတ်တာဝရမ်းကတ်တာနေအိမ်တွေကိုချိတ်ပိတ်ပြီးတော့တမုတ်ရှိတဲ့ပစ္စည်းတွေကိုခိုးယူလူရက်တာသူတို့ဖမ်းဆီးကျင်တဲ့သူကိုမတွေ့ရင်ကြံရစ်တဲ့မိသားစုဝင်တွေကကလေးငယ်တွေပါမကြံမိသားစုဝင်တွေကိုတစားကန်ဖမ်းဆီးတာတွေကိုကျူးလွန်နေတာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အိန္ဒိယနိုင်ငံမနီပူနန်လီကျေးရွာမှာစစ်ဆောင်ခိုးလုံနေတဲ့မြန်မာစစ်ပေးဆောင်များဟာတုံးကြော်ကျေးရွာဒေသခံများရဲ့အခွင့်အရေးချိုးဖောက်ခံရတာကြောင့်စစ်ပေးဆောင်900ကျော်ဟာကန်ကြုံခရိုင်နန်လီကျေးရွာကိုအခုလ6ရက်နေ့ကစပြီးတော့စွန့်ခွာလာကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီစစ်ပေးဆောင်များဟာ2023ခုနှစ်ဒီဇင်ဘာလမှာဒေသတွင်းစစ်ကောင်စီနဲ့ဒေသကာကွယ်ပူးပေါင်းတပ်ဖွဲ့များကြားမှာစစ်ရေးတင်းမှာတိုက်ပွဲပြင်းထန်နေတာကြောင့်နေအိမ်16လုံးကျော်မိရှုဖျက်ဆီးခံလိုက်ရလို့ ဘေးလွတ်ရာအိန္ဒိယနယ်စပ်နန်လီကျေးရွာကိုထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်တယ်လို့သိရပါတယ်။မောင်းထုတ်တာမဟုတ်ပါဘူး။အခွင့်အရေးချိုးဖောက်ခံရတာများလာတော့မခံနိုင်လို့ထွက်လာကြတာပါ။ငယ်ရွယ်တဲ့အမျိုးသမီးတွေကိုလိမ်ပိုင်းဆိုင်ရာထိပါရိုက်နှက်ပြောဆိုစော်ကားလာကြတယ်။ကျွန်တော်တို့စစ်ဆောင်တဲတွေကိုလည်းညအချိန်မတော်တကားတွေကိုကန့်ဖွင့်ပြီးတော့ဝင်လာကြတယ်။ခွေမတောင်းမဲနဲ့မိသားစုအိယာလေမယားအိယာတွေကိုပိုင်စိုးပိုင်နေနဲ့ဝင်မွေကြတာပေါ့ညတိုင်းလို့လို့ပါပဲဗျာလက်နဲ့ကိုင်းနေဆိုတော့မပြောရဲဘူးမောင်းထုတ်တာထက်ကိုပိုဆိုးတာပေါ့ NSCN တန်ခေါ်နာကနဲ့ LinkedIn ထံ Fiverran ရွာသားတွေဥဆောင်တဲ့အဖွဲ့ပေါ့ဗျာကြာရင်လည်းအသက်ခံရနိုင်တယ်လို့အမိမဖော်လို့တဲ့စစ်ဘေးရှောင်တအုပ်ကပြောပါတယ်တော်လဟေးပူပေါက်တဖွဲ့ကမေလ17ရက်နေ့မှာမြို့တစ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့အချိန်က NSCN အိန္ဒိယတန်ခေါ်နာကလက်နက်ကိုင်များစစ်ကောင်စီနဲ့ပူးပေါင်းသွားတဲ့အတွက်အရာရှိတအုပ်ကြဆုံးခဲ့ရာ KNB လက်ချက်ဆိုပြီးတော့အဲ့ဒီကြေးရွာကကူကီးစစ်ဆောင်တွေကိုနှီးမျိုးစုံနဲ့အခွင့်အရေးချိုးဖောက်ခွဲခြားဆက်ဆံခံနေရတဲ့အတွက်လုံခြုံတဲ့နေရာကိုရွှေ့ပြောင်းပေးခဲ့ကြတာလို့စစ်ဘေးရှောင်များကိုကူညီတဲ့သူတို့ကပြောဆိုခဲ့ပါတယ်။အခုလိုရွှေ့ပြောင်းခဲ့ကြပြီမြေမိုးရသည်ကြောက်ရောက်လာတာဖြစ်လို့နေထိုင်ခိုလုံဖို့အတွက်စစ်ဆောင်တဲများကိုတိစောက်ရန်အမိုးကာတွေလိုအပ်နေတယ်လို့လည်းပြောဆိုထားပါတယ်။မြန်မာကူကီးစစ်ဆောင်တဲတွေကိုညံ့ညဆိုဝင်မွေနေကြတာကြားပြီးတခြားလူမျိုးဆစ်ဆောင်တွေနေတဲ့တဲတွေကိုအဲ့လိုဝင်းမွေတာတိတ်မရှိဘူးဟုတ်ပါတယ်သူတို့နှစ်ဖွဲ့ပဲ ဒီမှာကသူတို့နယ်မြေဆိုတော့ငြိမ်နေရတာပေါ့လို့တခြားဆစ်ဆောင်တို့ကလည်းပြောပါတယ်အဲ့ဒီဒေသဟာမနီပူပြည်နယ်ကန်ကြွန်ခရိုင်တန်ခွန်နာကအများစုနေထိုင်တဲ့အိန္ဒိယမြန်မာနယ်စပ်ဒေသဖြစ်ပြီးတော့ NSCN အိန္ဒိယနယ်၎င်းရဲ့လက်အောက်ခံ LinkedIn ထမ်း Faryan Wi-Fi လူမျိုး Firean ရွာသားတွေဦးဆောင်တဲ့လက်နက်ကိုင်များလှုပ်ရှားနေကမြန်မာပြည်ဗတ်ချန်းကတင့်တဲ့အခြားကုန်ပစ္စည်းများကိုစက်ကြီးအဖြစ်ကောက်ပြီးတော့ရပ်တည်နေကြတယ်လို့ဒေသခံများကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ